ဗုဒ္ဓတန်ရာရီတရားကဲခန့်နီတရားဓမ္မ၏အလုံးမှာတတဝါတို့အားချမ်းသာမှုငြိမ်းချမ်းမှုပေးရန်ဖြစ်လေသည်အကျင့်ပုဂ္ဂိုလ်သည်ဤလမ်းမပေါ်၌များစွာရှောက်သွား၏အကျင့်ပုဂ္ဂိုလ်သည်ဤလမ်းစဉ်အတွက်ဆုံးလွတ်ခြင်းများစွာပြုလုပ်၏ထိုပုဂ္ဂိုလ်သည်စင်မှန်သောတရားဓမ္မရှင်ဖြစ်လေသည်သို့ရာတွင်ကမ္ဘာလောကသည်ဘယ်လောက်မိုက်မဲလှသနည်းဆိုရင်တရားဓမ္မကိုလိုက်နာကျင့်ကြံဖို့ဝေးစွာ တရားဓမ္မ၏အကဲကိုပင်စနစ်တကျမဖြတ်တတ်ကြပေတရားဓမ္မအာသေးချာကျနာစွာဆန့်သက်စစ်ဆေးခြင်းကိုပင်မပြုလုပ်တတ်ကြပေအချို့ပုဂ္ဂိုလ်များကတစုံတူ၏ဆေးပညာကို ကြည်၍တရားဓမ္မအကဲကိုဖြတ်ကြသည် အချို့ပုဂ္ဂိုလ်များကတစုံတူ၏နက္ခတ်ဘေးတွင်ပညာကိုကြည်၍တရားဓမ္မအကဲကိုဖြတ်ကြသည်အချို့ပုဂ္ဂိုလ်များကမူတစုံတူ၏ဘာကျွမ်းပညာကိုကြည်၍တရားဓမ္မကိုအကဲဖြတ်ကြသည် ဘယ်လာမိုက်မဲကြလေသနည်းရှင်အတတ်ပညာများမရှိဘဲနှင့်လဲစိတ်နှလုံးဖြူစင်တန့်ရှင်းမှုနှင့်လူအကျိုးဆောင်ရွက်မှုဖြစ်နိုင်ပေသည်ရှင်အတတ်ပညာများရှိတော်လဲစိတ်နှလုံးဖြူစင်တန့်ရှင်းမှုလူအကျိုးဆောင်ရွက်မှုရှိခြင်းမှရှိမည်တို့ရတွင်လူတို့သည်ရင်းခဲ့သောအကြောင်းအရာများဖြင့်တရားဓမ္မကိုစံသက်စစ်ဆေးကြည့်ကြသည်တရားဓမ္မကိုအကဲဖြတ်ကြသည်ချုံနေကရာဇကျုံမျိုးမှတထေးသည် ရင်းကဲ့သို့မယူသည့်အလုပ်ကိုလုပ်ခဲ့သည်စံတကူးတပိတ်တလုံးကိုပြုတ်လုပြီးလျှင်ဝါလုံးရှိကိုထောက်ရက်ဝါလုံးထိပ်ပေါ်တွင်ထိုတပိတ်ကိုဆွဲထားသည်ထို့နောက်ထိုနေရာသို့ရောက်လာသည်များသောယဟန်များအားအကယ်၍သင်တို့ယဟန်သာဖြစ်လျှင်ဝါလုံးပေါ်တက်ပြီးတပိတ်ကိုယူကြလော့ဟုပြောလေသည်ယဟန်သာဖြစ်မဖြစ်စံသက်နီမှာဝါလုံးပေါ်တက်နိုင်သည့်ဘာကျွမ်းအတတ်ပညာလိုဖြစ်နေသည်ဘာကျွမ်းတမားတယောက်သည် ဘွားလုံးချိတ်ပေါ်တက်၍တပိတ်ကိုယူနိုင်ရင်ထိုဘာကျွန်းသမားသည်ယဟန်တာဖြစ်မည်လော့အကယ်၍ယဟန်တာများသည်ဘွားလုံးချိတ်ပေါ်တက်သည့်အတက်ကိုမတက်လျင်ယဟန်တာမဟုတ်ဘူးလားဤလူမိုက်လူအများသည်ဤမြလောက်ပင်နားမလဲချဘူးလော့ဤတချေးလဲမိုက်မဲလှသည်ကမ္ဘာလောကလဲမိုက်မဲလှသည်ငါဤတပည့်များစွာလဲမိုက်မဲလှသည်ငါဤတပည့်များစွာတဲ့ကပင်ဒေါ်လာဘာရဒရာစသည် ထိုတတိယအထံသို့သွား၍ဂျွန်ဘာဓမာကဲ့သို့ဝါလုံးထိပ်ပေါ်တက်၍တပိတ်ကိုယူလေသည် တရားဓမာဒိက္ခာများစွာတက်သွားပြီဟုသူယူဆလေသည် သူနာမှာကြီးစွာသောလူအုပ်ကြီးလိုက်လာသည်ငါတကယ်ယဟန္တာဖြစ်ပြီဟုပိန်တော်လကအထင်ရှိလေသည်အကယ်၍ပိန်ဒေါ်လာကဲ့သို့သောမိုက်မဲနှာသည့်တပည့်များသည်တရားဓမ္မကိုဤနည်းဖြင့်အမွန်းတင်ကြမည်ဆိုလျှင်တရားဓမ္မ၌ တကယ်အစ်စ်မှန်ဆွတ်လွတ်သူပုံကောများနဲ့လောကအကျိုးပြုပုံကောများအတွက်နေရာရှိတော်မူမဟုတ်ပေ။တရားဓမ္မအဖွဲ့အစည်းသည်ဘာချွန်းသမားများအစွန်းပြရာနေရာဖြစ်လာပြီတော်မူ။သို့ဖြစ်၍ယဟန်တန်ခါများကိုစုယုံစီပြီးဖြင့်အာလုံးရရှိမှောင်နိုင်ကားသည်ပင်တော်လအမန်မဲချိန်မှောင်ပြီးစံတကူးတစ်ပိတ်ကိုအစိတ်စိတ်အပိုင်းပိုင်းခွဲပစ်ခိုင်းလိုက်လေသည် မိမိ၏တရားဓမ္မအဖွဲ့စည်းတဲ့၌တင်းကျပ်သည့်စီကံဥပဒေများကိုသတ်မှတ်ပြထံပြီးလျှင်မိမိ၏တရားဓမ္မအဖွဲ့စည်းကိုတန့်ရှင်းစင်ကြယ်အောင်ထားနိုင်လိမ့်မည်ဟုငါထင်ခဲ့သည်။တို့ရတွင် ရှင်တို့ပြုလုပ်ခြင်းအပြင် လုပ်ငန်းမတွင်ခဲ့ပေ။ရမန်နေ့ကဗိမိသာရသည်ငါ၏အထံသို့ရောက်လာပြီးရှောက်ထားသည်။အရှင်ဘုရားကိုတပည့်တပည့်မျိုးတကူမပြရဘူးဟုတားမြစ်ပိတ်ပင်ပါသလော။အဲ့ဒီလိုတားမြစ်ပိတ်ပင်လျင်တော့ တရားဓမ္မဖြန့်ဖြူသည့်နေရာမှာအနှောက်အယှက်ကြီးစွာဖြစ်ပေလိမ့်မည်၅တကူပြဒိဟပြခြင်းဖြင့်လူဤမိုက်မဲခြင်းအကြောင်းကိုပဲသိရသည်တရားဓမ္မ၏အကြောင်းကို မသိရပေဗေမိတာရအရှင်ဘုရားမိန့်တော်မူသည်မှာမှန်ပါသည်သို့တော်လည်းကမ္ဘာလောကအနေနဲ့ဤအမှန်သဘောတရားကိုမသိနားမလည်မခြင်းတော့ကမ္ဘာလောကကိုအဲ့ဒီလမ်းမကပဲဆွဲခေါ်ရပေလိမ့်မည်အကယ်၍ကမ္ဘာလောကသည် တကိုးပြတဲ့ခါပြမှတရားမှန်ကိုသိမည်ဆိုရင်အဲ့ဒီနီလန်းဖြစ်ပင်သူ့ကိုတရားမှန်သိစေသင့်ပါသည်ငါဘယင်မင်းကြီးတကိုးပြတဲ့ခါကိုရိုင်းကအလွန်တရာမမှန်ကန်သည့်အရာဖြစ်သည့်အတွက်ယင်းတကိုးပြတဲ့ခါဝင်ရောက်လာရင်အချမ်းအမှန်တရားများအတွက်နေရာရှိတော်မည်မဟုတ်ပေရင်ခဲ့သောတကိုးပြတဲ့ခါကိုဥညွတ်အယုတ်တိပြုပြီးငါတို့ဒီအမှန်တရားကိုဥညွတ်အယုတ်တိပြုသူများပါကလားဟု မိမိကိုမိမိအထင်ရှိသူများသည်မိမိကိုယ်တိုင်လည်းလိမ်အညာခံနေကြရသည်ထို့ပြင်ကမ္ဘာလောကကိုလည်းလိမ်ညာနေကြသူများဖြစ်သည်တကူပြတဲ့ဟာဆိုသည်မှာအတက်တခုဖြစ်သည်လှည့်စားခြင်းဖြစ်သည် မျက်လှည့်ဖြစ်သည်တကူပြတဲ့ဟာကိုဘယ်မျက်လှည့်ဆရာမဆိုပြနိုင်သည်သို့တော်လည်းမျက်လှည့်ဆရာသည်ယဟန်တာမဟုတ်ပေယဟန်တာဖြစ်ရန်အတွက်စိတ်နှလုံးဖြူစင်တန့်ရှင်းဖို့လိုသည် မျက်လှည့်ဆသည့်တကူပြတဲ့ဟာများမလိုပေ ဖေမိတာရအရှင်ဖျားမိန်တော်မူဒီမှာမှန်ပါသည်တို့တော်လေရှင်ဖျားဤတပည့်များတကိုးပြတဲ့ဟာကိုမပြပဲတခြားပုဂ္ဂိုလ်များကတကိုးပြတဲ့ဟာကိုပြလင်လူပေါင်းတို့သည်သူတို့ဤမျက်လှည့်ဆက်ကွင်းထဲမှာဖမ်းမိသွားကြပြီးအရှင်ဖျားဤတရားမှန်ကမျက်နာလွှဲသွားကြပါလိမ့်မည်ငါလူအပေါင်းတို့တရားမှန်ကမျက်နာလွှဲသွားကြလိမ့်မည်ဆိုရင်လူအနှဲငယ်မျှသာတရားမှန်ကိုရရှိကြလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်သည် ။သို့တော်လည်းလူအပေါင်းတို့အမှန်တရားနဲ့ဝင်ရောက်ပြီးအမှန်တရားကိုမမှန်တရားဖြစ်အောင်ပြုလုပ်လိုက်ကြမည်ဆိုရင်အမှန်တရားကိုနိုင်ငယ်များသောလူလည်းရရှိနိုင်တော်မည်မဟုတ်။ကျန်လူအပေါင်းလည်းရရှိနိုင်တော်မည်မဟုတ်။ရစရာအရာဝတ္ထုမရှိသည့်နောက်ရတယ်မရဘူးဆိုတာဘယ်ကလာရှိတော်မည်နည်းဖေမိတာရလူအပေါင်းတို့ဟာဤတကိုးပြရိဟာများကိုအထင်ကြီးမှုမရှိစေရန်အရှင်ဘုရားတကိုးပြရိဟာတစုံတရာကိုပြသင့်သည်ချင်ပါသည် လူအပေါင်းတို့အညာအလှိုင်းသမားများ၏ဆက်ကွင်းထဲမှာမိမသွားကြစီရင်ရှင်ဖျားကိုယ်တိုင်တကိုးပြတဲ့ဟာ၏အယောင်ရှင်ကိုပြတဲ့မှသည်ဖျားငါကောင်းပြီတင်မင်းကြီးပြိသက်ကိုစုယုံလော့ငါဖျားရမိုက်ရမကတကိုးပြတဲ့ဟာပြမည်ဆိုသည့်အကြောင်းကိုကြင်ညာလော့လူအပေါင်းတို့စုဝေးရောက်ရှိလာကြသောအခါထို့သူအများအားငါကမေးလိုက်သည်တင်တို့ တခြားပုဂ္ဂိုလ်များ၏တကူပြရိတ်ဟာကိုတွေ့မြင်မှုကြပါသလားတယောက်ကဖြေသည်အရှင်ဘုရားတခါတော့ဝါယဟန္တာတပါတိရက်ကိုရောက်လာပါသည် ထိုယဟန္တာသည်မိအတွင်းကရေထွက်ပေါ်လာသည့်စီမီးကိုထုံညိခဲ့ပါသည်ထို့ကဲ့သို့မိနှင့်ရေပေါင်းစုံခြင်းကိုတွေ့ရသည့်အတွက် တပည့်တော်တို့အံ့ဩခြင်းဖြစ်ခဲ့ရပါသည်ငါတင်တို့ထိုချက်ကြောင့်သူ့ကိုယဟန္တာဟုထင်မှတ်ကြသလားသူ့ တင်မှတ်ပါသည်ဖျားငါမိုးသားတိမ်လေးတွေချားရေကလျှက်စီလက်ချင်းသည် စီမီးတဲ့ကရေထွက်ချင်းထက်သာလွန်သည့်တကိုးပြားလေးဟာမဟုတ်ဘူးလားသူရင်းချက်မှာကောင်းကင်မုံကိုဖျားသခင်တကိုးပြားလေးဟာဖြစ်ပါသည်ကောင်းကင်မုံကဖျားသခင်တကိုးပြားလေးဟာမျိုးကိုမိမိလက်ဖြင့်လုပ်ပြနိုင်သည့်လူသည်တကိုး80ဘက်ရှင်တူဦးတော်ဖြစ်ရမည်ငါတင်းဤဇနီးသည်ရင်ွေးကိုမကြိုတတ်ဘူးလား သူကြိုတတ်ပါသည်ငါထိုရင်နှွေးကိုတင့်လက်ထဲလောင်းလိုက်ရင်တင့်လက်ပူလောင်မသွားပေဘူးလားသူပူလောင်သွားပါသည်ငါထိုရင်နှွေးကိုပင်အကယ်၍မီးပေါ်မှလောင်းချလိုက်ရင်မီးငိမ့်မသွားပေဘူးလားသူငိမ့်သွားပါသည်ငါကဲဘလောက်ကြီးကျယ်သည့်သကိုးပြားလေးဟာနီအရာဝတ္ထုတစ်ခုတည်းကလောင်အောင်လဲတတ်နိုင်သည် ငိမ့်အောင်လဲတက်နိုင်သည်ထို့တကိုးပြားလေးဟာကိုတင်းဤဇနီးကလုံးပြနိုင်သည်ထို့အကြောင်းကြောင့်တင်းကိုဇနီးကိုရဟန္တာဟုအမှတ်ပြုမည်လော့အာလုံးကရည်ကြသည်ငါဘာကြောင့်ရည်ကြသနည်းတင်းဇနီးလဲကောင်းကင်ဘုံဖျားသခင်ဤတကိုးပြားလေးဟာမျိုးကိုမိမိလက်ဖြင့်လုံးပြတတ်ပေသည်တင်ဤစီကံသမတ်ချက်အရသူဘာကြောင့်ယဟန္တာမဖြစ်သည်နိသူ ရေနွေးကိုကြိုတက်ကာများဖြင့်ယဟန်တာဖြစ်နိုင်ပါမည်လောရေနွေးကြိုခြင်းမှာတာမန်အကြောင်းအရာများသာဖြစ်ပါသည်၅ရင်းတို့ဖြစ်လျင်မိတဲ့ရရေထွက်အောင်လုပ်ပြသည့်ပုံကိုယ်လည်းဘယ်လိုလုပ်ယဟန်တာဖြစ်နိုင်ပါမည်နည်းသင်ရေတခွန်စီးထွက်နေခြင်းကိုကြိပ်ဘူးသည်မဟုတ်လောတကယ်၍ရေတခွန်လိုပြုံငယ်ငယ်ဤပပတ်လေမှာစီမီထုံညိပ်ပြီးစီအများပြားထက်ထားလျင်မိရလည်းမှာရှိသည့်ပြုံနေမှလည်းရေလာနေပေလိမ့်မည်အဲ့ဒါဘာအံ့ဩစရာရှိသနည်း သူတပည့်တော်များမသိနားမလဲပါသူအတွက်ကြောင့်အံ့ဩခြင်းဖြစ်ရပါသည်ငါသင်တို့ကမ္ဘာလောကတစ်ခုလုံးကအကြောင်းအရာများကိုမသိနားမလဲနိုင်မှုဆိုသည်မှာမှန်ပါသည်သို့တော်လည်းကမ္ဘာလောကမှာတစ်ခုတည်းတစ်ခုတာလွန်နေသည့်အံ့ဩစရာများအပြည့်ရှိနေသည်ဆိုတာတော့တော့သင်တို့သိရှိနားလည်နိုင်ပေသည်ဘယ်လိုအလုပ်ကိစ္စမျိုးမှသဘာဝဤအချိန်ကိုချိုးဖောက်ပြီးမဖြစ်နိုင်ပေဘူး အကယ်၍တစုံတယောက်ကတကူပြရိဟာကိုပြရဲဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ကိုကျွမ်းကျင်သည်မျက်လှည့်ဆရာလို့ပဲခေါ်ရလိမ့်မည်။ယဟန္တာဟုခေါ်ရမှာမဟုတ်ပေ။ယုံနှင့်ပတ်သက်သည့်တကူပြရိဟာကိုပြခြင်းအပြင်ဘယ်သူမှယဟန္တာမဖြစ်နိုင်ပေ။ယဟန္တာ၏တကူပြရိဟာဆိုသည်မှာစိတ်နှင့်ပတ်သက်သည့်တကူပြရိဟာသာလျှင်ဖြစ်ပေသည်။သူစိတ်နှင့်ပတ်သက်သည့်တကူပြရိဟာဆိုသည်မှာဘယ်လိုအရာဖြစ်ပါသနည်း။ငါ ရေနှစ်မီအတူထားခြင်းကိုတကောပြတဲ့ဟာဟုသင်ပြောဆိုတဲ့ကဲ့သို့ထုံနေတိုင်းရန်သူနှင့်မိတ်ဆွေနှမျိုးကိုအတူထားနိုင်ခြင်းတသဘောတည်းထားနိုင်ခြင်းသည်လည်းတကောပြတဲ့ဟာဖြစ်သည်သင်ကိုမကောင်းပြုသည့်လူနှင့်သင်ကိုအကောင်းပြုသည့်လူနှမျိုးပေါ်မှာသင်တသဘောတည်းထားနိုင်မည်လောသူမထားနိုင်ပါငါမိတဲ့ရည်ကိုထုတ်ပြသည့်လူသည်သူ့သဘောမျိုးကိုထားနိုင်ပါမည်လောသူမထားနိုင်ပါ သူ့ကိုလူတယောက်ကတင်အတွင်းမှာရေဆောင်ထားသည့်ထူးချောင်းသာရေကိုထုတ်နိုင်ခြင်းဖြစ်သည်ဟုပြောတော့အဲ့ဒီလူကိုသူစိတ်ဆိုးသွားပြီးသွားဒီလူအလကားဒိဋ္ဌိလို့ဆိုပြီးနှင်ပစ်လိုက်သည်ရှင်ဖျားပြောသလိုသူညီမျှတသည့်စိတ်သဘောထားမျိုးကိုမချားနိုင်ပါဟာဘီနေရေကိုတနေရာထဲမှာထားခြင်းသည်လွယ်ကူတော့လဲရန်သူနှိမ့်ဆွေကိုစိတ်ထဲမှာအတူထားဖို့ညီသူညီမျှဆက်ဆံဖို့မလွယ်ဘူးဆိုတာသင်တို့သိရှိနားလည်သွားပြီး ရန်သူနှင့်မိတ်ဆွေပေါ်၌တဲ့သဘောရဲထားခြင်းသာလျှင်ရမိုက်အစုံဗျာဒိဟာဖြစ်သည်ထို့ရမိုက်ဗျာဒိဟာကိုပြနိုင်သည့်ပုဂ္ဂိုလ်သည်သာလျှင်ယဟန်တာဖြစ်သည်သင်တို့သည်မျက်လှည့်စရာတို့ကိုမကိုးကွယ်မစည်းကမ်းမိဖို့အရေးကြီးသည်အကျင့်ပုဂ္ဂိုလ်သည်အလုံးပေါ်၌တဲ့သဘောရဲထား၏ရန်သူမိတ်ဆွေနိုင်သူမြင့်သူစည်ရဲ့ချမ်းသာစသောအလုံးဤကောင်းစားရေးကိုအလိုရှိ၏ထိုကဲ့သို့သောပုဂ္ဂိုလ်များသည်သာလျှင်ယဟန္တာစေယဟန္တာမှန်ဖြစ်ကြသည် ချုပ်ကဲ့သို့သောပုဂ္ဂိုလ်မျိုးကိုသာလျှင်သင်တို့ကိုးကွယ်စည်းကပ်သင့်ပေသည်